Hello အားလုံးပဲမင်္ဂလာပါ podcast ပိုင်းဒါလီကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကမ္ဘာပေါ်မှာတရေချောက်ဆုံးနေရာတွေတဲကတစ်ခုဖြစ်တဲ့ American နိုင်ငံ Ohio မြေကမ်းတစ်လျှောက် Kentucky ပြည်နယ်တဲက Louisville မြို့မှာရှိတဲ့ Waverly တောင်ထိပ်ပေါ်က Waverly Sanatorium Hospital ကြီးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဆေးရုံကြီးကဘာဖြစ်လို့ဒီလောက်တောင်မှကြောက်စရာကောင်းခဲ့ရလဲနောက်ပြီးတော့ဒီဆေးရုံထဲမှာလူတွေကဘယ်လိုမျိုးတည်ဆုံးခဲ့လဲဆိုတာနဲ့ဒီဆေးရုံကြီးဘယ်လိုဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါလေးနဲ့တူတူလိုက် ိုက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်ဒီဝေဘလီဟေးဆန်နီတိုရီယန်စ်ကအမေရိကန်နိုင်ငံအိုဟိုင်းိုမြေကန်တလျှောက်ကင်တက်ကီပြည်နယ်လူးဝစ်ဗီမြို့မှာရှိတဲ့ဝေဘလီတောင်ထိပ်မှာရှိတာဖြစ်ပါတယ်။ဒီမြေကိုပထမဆုံးပိုင်ဆိုင်ခဲ့တဲ့သူရဲ့နာမည်ကတော့မေဂျာသောမတ်စ်အိတ်စ်ဟေးလို့ခေါ်ပြီးတော့သူကအိမ်ဆောက်ပြီးတဲ့အချိန်မှာသူ့သမီးလေးတွေအတွက်စာတင်ဆောင်လေးတစ်ခုကိုစောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့နေလာရင်းကနေပြီးတော့ဒီ Louis Wee မြို့မှာ TB ယောဂတွေအလွန်ပြန့်ပွားလာခြင်းနဲ့အတူဒီ Louis Wee မြို့မှာဆိုလို့ရှိရင်ယောဂခံစားရတဲ့ကုသပြန့်ပွားမှုနှုန်းဟာလည်းတားဆီးမရပဲနဲ့ရှိလာခဲ့ပါတယ်။ဒါကိုအစိုးရကျန်းမာရေးအဖွဲ့ကနေပြီးတော့ TB ယောဂသမားတွေဟာအမြင်ပိုင်း၄ရူးနဲ့အတူတူလေးဝင်လေးထွက်ကောင်းပြီးတော့ရှုခင်းကောင်းမွန်တဲ့နေရာနောက်ပြီးတော့လူသူရောက်ပေါက်နေပြီးတော့လူသူဝေးလံတဲ့နေရာနဲ့နေအောင်ကြီးကောင်းစွာရရှိနိုင်မယ့်နေရာကိုရှာကြတဲ့အခါမှာဒီ Waverly Hill တောင်ထိပ်က Major Thomas ရဲ့အဆောက်အအုံလေးကိုတွေ့ရှိသွား ားပြီးတော့အစိုးရနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ရကနေပြီးတော့အဆင်ပြေတဲ့အတွက်ဒီပထမကျောင်းနေရာလေးကိုစေယုံအဖြစ်နဲ့ပြောင်းလဲပြီးတော့တည်ဆောက်ခဲ့တာဖြစ်ပါတယ်ပထမဆောက်လုပ်တုန်းကဆိုလို့ရှိရင်ဒီစေယုံကတစ်သားနှစ်ထပ်အဆောက်အုံလေးဖြစ်ပြီးတော့အပိုင်းနှစ်ပိုင်းပါရှိပါတယ်ပထမတစ်ဖက်မှာအမျိုးသမီးတွေကိုထားရှိပြီးတော့တစ်ဖက်မှာတော့အမျိုးသားတွေထားရှိပါတယ် နေရာတစ်ဖက်စီကိုလူနာ20တိသာဆန့်ပါတယ်ဒါပေမဲ့မြို့ထဲမှာ TV ယောဂသမားတွေကအလုံးမင်းများပြလာတဲ့အတွက်ဆေးရုံမှာလက်ခံနိုင်တဲ့လူနာအရေအတွက်တအရန်ကိုအလင်းမြန်များပြလာခဲ့ပါတယ်ဒါနဲ့ဆေးရုံကိုဆက်လက်တိုးချဲ့ဆောက်လုပ်ပြီးတော့ကလေးတွေအတွက်အဆောင်တစ်ခုကိုပါထပ်ပြီးတော့တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်ဒီလိုဆေးရုံဆောက်လုပ်နေစဉ်မှာတော့ ဒူနာတွေကဆေးရုံပြင်ပကတောင်နှမ်းပေါ်ကမြက်ခင်းတွေပေါ်မှာရွက်ပြင်တဲတွေနဲ့ဆေးကုသမှုခံယူခဲ့ကြရပါတယ်။နောက်တော့ဒီဆေးရုံကြီးဟာစတူယန်ပေ38000ကျဝန်းနဲ့၅ရက်အဆောက်အုံကြီးဖြစ်ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ပြီးတော့ဒီအဆောက်အုံအစ်မလူနာရီကကိုယ့်အခန်းထဲကိုကိုယ်တယ်လီဖုန်း ကိုပိုင်ရေဒီယိုနဲ့နေအောင်စီခံနိုင်တဲ့ကိုပိုင်လာတာဆောင်တွေပါရှိခဲ့ပါတယ်။ဒါပေမဲ့ဒီအဆောက်အုံအစ်ကလူဖြူရေတက်တာဖြစ်ပြီးတော့လူမဲရေတက်တော့မဟုတ်ခဲ့ပါဘူး။ဒီလူမဲရေကိုပထမအဆောက်အုံဖြစ်တဲ့အဆောက်အုံသေးလေးမှာစေကူတာစေခဲ့ပါတယ်။လူမျိုးကြီးခွဲခြားခဲ့တဲ့ခုနှစ်တွေလည်းဖြစ်တယ်လို့အဲ့ဒီအချိန်မှာ TV ယောဂါကလည်းတော်တော်လေးကိုကြောက်စရာကောင်းပြီးတော့ယောဂါအသစ်တစ်ခုဖြစ်နေခဲ့ပါတယ်။ TV ယောဂါကဆေးမပေါ်သေးတော့လူနာတွေကတဖြည်းဖြည်းနဲ့ယောဂအခြေအနေတွေစိုးလာခဲ့ပါတယ်။ ေဆုံးသူတွေကလည်းမနှဲလာပါဘူးဒီလိုနဲ့နောက်ွယ်မှာလည်းလူနာတွေကိုကြောက်မက်ဖွယ်ရာကောင်းတဲ့စေစမ်းသမှုတွေပြုလုပ်ခဲ့တယ်လို့ကောလာဟာလာတွေလည်းရှိခဲ့ပါတယ်လူနာတွေရဲ့ကြိုးကိုဖွင့်ပြီးတော့ဒီနံရိုးကိုချဲ့ပြီးတော့